ကျွန်တော်ကျမတို့အပြစ်ရှိတော်သူတိုင်းကိုအပြစ်နှံတဲ့မှကင်းထုတ်ပေးနိုင်တော်သူဟာခရစ်တော်ယေရှုဖရာပဲဖြစ်ပါတယ်။အလုံးကိုမင်္ဂလာပါလို့ Swift Page မှာကြိုဆိုပါတယ်။ဒီကနေ့မနေ့မှတူတကွခွာယူဖို့ရအတွက် အပစ်တရားဆိုတဲ့အဓိကချက်နဲ့ဝင်ငှလိုပါတယ်။တမချန်းစာနှစ်ချက်ဖတ်ပါမယ်။ရောမဩဝါဒစာခန်းကြီး6ခန်းငယ်23အပစ်တရား၏အခကတေခြင်းပေသည်ဖျားသခင်ပေးတော်မူသောစုကျေစုတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်ထာဝရအသက်ပေသည်နောက်ချက်ဖတ်ပါမယ်။ကဘာဥကြံခန်းကြီး၃ခန်းငယ်၁မြွေဒီ ထာဝရရှင်ဖျားခင်ဖန်ဆင်းတော်မူသောမြေတိစ္ဆန်တကာတုထက်လိမ္မာတိဖြစ်၍မိမအားတင်းတို့သည်ဥယျာဉ်၌ရှိသည်များရောအပင်တို့၏အသီးကိုမစားရဟုဧကံစင်စစ်ဖျားခင်မိန်တော်မူသလားဟုမေး၏ဧဒင်ဥယျာဉ်ထဲမှာအာဒမ်နဲ့ဧဝတို့ဟာဖျားရဲ့စကားကိုနားမထောင်ခြင်းကြောင့်လူသားအလုံးကြဆင်းခြင်း အစပြုခဲ့ပါတယ်။ကြဆင်းခြင်းလို့ဆိုတဲ့နေရာမှာဖျားနဲ့ယင်းဒီကျွမ်းဝင်ရတော့အခွင့်ကိုလက်လွတ်ဆုံးရှုံးရခြင်းဘဝအတွက်လုံခြုံမှုမရှိခြင်းအန္တရာယ်များနဲ့ကြုံတွေ့ရခြင်းစသည်တို့ဖြစ်ပါတယ်။မစားနဲ့ဆိုတဲ့အသီးကိုအာဒမ်နဲ့အေဝါကစားခဲ့ပါတယ်။စားတဲ့နေ့မှာအေကံအမှန်တေလိမ့်မယ်လို့ပြောပါတယ်။ ဒါကြောင့်ခုနဖတ်တွားတဲ့ရောမအခန်းကြီး6ခန်းငယ်23မှာအပြစ်တရားဤအခကတေခြင်းပေတည်လို့ပြောထားခြင်းပဲဖြစ်ပါတယ်ဒီနေ့ဖះရဲ့စကားနားမထောင်ခြင်းကြောင့်ကြရှုံတွားရခြင်းဖြစ်ကြောင်းမြင်တွေ့ရပါတယ်ဆာလံချံခန်းကြီး53ခန်းငယ်9မှာဒါဝိမင်းကြီးကလည်းအကျွန်ုပ်ဒီမွေးစားကပင်အပြစ်ပါလဲရှိပါ၏ အမိဝမ်းထဲမှာပဋိဒိဋ္ဌေယူစင်ပင် အပြစ်ဆွဲပါ၏လို့ဆိုထားပါတယ်။ဒါဝိမင်းကြီးကသူဟာမွေးစအချင်းကပင်အပြစ်ပါလဲရှိပြီးအပြစ်ကို ပြုလို့လို့တော့သဘောတဘာဝရှိချောင်းကိုပေါ်ပြခြင်းဖြစ်ပါတယ်။တနည်းပြောရမယ်ဆိုရင်ဒါဝိမင်းကြီးဟာသူ့ရဲ့အแทမှာရှိတဲ့အပြစ်ရဲ့ဗီဇချောင်းဖြစ်ရတဲ့အတွက် ဘာသာရှိဘနဲ့ပြစ်မာเจ้าကိုဝန်ခံပြီးရေးထားတဲ့ကျမ်းပိုက်ဖြစ်ပါတယ်လူသားတိုင်းမှာမိမိရဲ့အလိုဆန္ဒနဲ့ကျေနပ်မှုကိုရရှိစေဖို့အတွက်တော်လကောင်းတကိုယ်ကောင်းဆန်စွာပြုမူပြီးတူတပါးကိုထိခိုက်နစ်နာအောင်လှုပ်ဆောင်တခြင်းများဟာမွေးစားကပါလာတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ရောမခန်းကြီး၈အငယ်9မှာ အကြောင်းမူကားငါသည် ကိုကျင့်ခြင်းသောအကျင့်ကို မနစ်သက်မကျင့်ခြင်းကျင့်ခြင်းသောအကျင့်ကိုမကျင့်ယွန်းရှာသောအကျင့်ကိုကျင့်၏လို့တမန်တော်ကြီးရှင်ပေါ်လူကလည်းဆိုထားပါတယ်ဒီလိုလုပ်ရမယ့်ကောင်းတဲ့အကျင့်တွေကိုတိနေလက်နဲ့မလုပ်ရချင်းဟာ ကျမတို့ကိုခန္ဓာအแทမှာရှိနေတဲ့အပြစ်တရားကြောင့်ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့်ဒီလိုပြုတ်လုတ်တက်တဲ့အရာများကို ကျမတို့ရဲ့နှလုံးသားထဲမှာဖယ်ရှားပစ်နိုင်ဖို့ရတဲ့ခရစ်တော်ရဲ့ရွေးနှုတ်ခြင်းနဲ့တန်ရှင်းတော်ဝိညာဉ်တော်ရဲ့ကျင်းဝတ်မှုခြင်းအဖြစ်သာ ကျမတို့အသက်တာမှာဒီမကောင်းမှုများကိုပတ်ပြောက်သွားခိုင်းမှာဖြစ်ပါတယ်ခရစ်တော်ကအပြစ်ရှိတော်သူများ အပြစ်ပြုလုပ်တော်သူများကိုအပြစ်ရဲ့နှွန်ထဲမှာကင်ထုတ်ပေးတဲ့ဖရာဖြစ်တဲ့ဆိုတာမြင်တွေ့ရပါတယ်လူကာခန်းကြီး19အငယ်30မှာလူသားသည်ပျောက်တော်သူတို့ကိုရှာ၍ကဲတင်အံ့တော်ငါကြွလာတည်းလို့ဆိုထားပါတယ်ဒီနေ့ကျွန်တော်ကျမတို့အပြစ်ရှိတော်သူတိုင်းကို အပြစ်နှွန်ထဲမှာ ကင်းတို့ပေးနိုင်တော်သူဟာခရစ်တော်ယေရှုဖရာပဲဖြစ်ပါတယ်။ယေရှုခရစ်ဒီအပြစ်ရှိတော်သူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟူသောစကားဒီသစ္စာစကားဖြစ်၏။အကျိုးမဲ့ခံယူအပ်တော်စကားလည်းဖြစ်၏။တစ်တစ်အခန်းကြီးခန်းငယ်ခန်းကြီးတဲအခန်းငယ်ဆန်ကကျမ်းနာရတော့ တယောက်စီတိုင်းပုံမှာဖျားရှင်ထံမှာကောင်းကြီးမင်္ဂလာခံစားရရှိကြပါစေကျေးဇူးတင်ပါတယ်